လုံးပဲမင်္ဂလာပါရှင်ကျမရဲ့ခင်တန်နာ YouTube channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အပတ်စဉ်တနင်္ဂနွေနေ့တိုင်းမှာကျမဆက်ဖတ်ပြတဲ့အစီအစဉ်တစ်ခေါက်ပြန်လည်ရောက်ရှိလာပါပြီဒီတစ်ပတ်ဖတ်ပြမယ့်ဆောင်းပါးကတော့ကိုညံစိန်တွေတွေ့ပြရစီဆိုတဲ့ဆောင်းပါးဖြစ်ပါတယ်ဒီဆောင်းပါးလေးကိုရေးပြတဲ့အကြောင်းလေးနည်းနည်းပြောရမယ်ဆိုရင်ပညာရေးပေါ့နော်ကျမတနည်းကိုတောင်းစာထားတဲ့ရင်မှာ အဲကျမတွေ့ရရတဲ့ပညာရေးပြီးတော့ကျမကိုယ်တိုင်ငယ်ငယ်ကဖြတ်သန်ခဲ့ရတဲ့ပညာရေးနဲ့ပတ်သက်ပြီးတော့ကျမဟောပြောပွဲတွေသွားတော့ဆင်ပေါ်မှာဟောခဲ့တဲ့အကြောင်းအရာတွေကိုကျမပြန်ရေးထားတာဖြစ်ပါတယ်။အဲတော့ဒီတစ်ပတ်နားထောင်လိုက်ကြရအောင်နော်။ကိုဉဏ်စိတ်တွေတွေ့ပြရစေ။ကိုတို့ဆယ်နှစ်အောင်ပြီးစအချိန်တွေတုန်းကညီဘက်ကအကြောင်းတွေမှာလှူအားပေးဆရာဆရာမဆိုပြီးဝင်လို့ရှိကြတယ်။အချို့ကလည်းစတင်ကြခြင်းကိုဝါသနာပါလို့မဟုတ်ပဲတက်တူတက်ဖို့စောင့်ဆိုင်နေရစဉ်ကာလအတွင်း ကိုရက်ရွာလေးကိုဝင်ကူကြတဲ့သဘောဒီထဲမှာကိုတငယ်ချင်းကိုမျိုးလည်းပါတယ်သူလှအားပေးစာတင်နေတဲ့ကြောင်းလေးကိုကိုတို့တငယ်ချင်းတွေအလဲသွားကြတယ်။ဘာလိလာဖို့တော့မဟုတ်ပါဘူးအားနေချတာရဲ့ဆယ်နဲ့ပေါင်ပြီးသွားတော့ကို့ဘာသာလူကြီးဖြစ်ပြီးအထင်နဲ့ဟိုဒီလျှောက်သွားကြည့်ချင်တာရဲ့ချောင်းပါပဲတငယ်ချင်းတွေအလဲလာတာဆိုတော့ကိုမျိုးကလည်းစကားတွေပြောချင်တယ်သူတင်နေတဲ့တငယ်တန်းကလေးတွေရဲ့အတန်ကစူညံနေတာပဲ အချင်းချင်းရဖြစ်တန်တွေငိုတန်တွေစော့ကစားနေတန်တွေချာမှာသူ့ဘလို့မှထိမရနိုင်ဘူးကိုတို့ ਨੇ စကားကောင်းကောင်းလေးပြောလို့မရဖြစ်နေတာပေါ့ဒါနဲ့သူကကြောက်တယ်မို့ကိုစိတ်လုံးနဲ့ရိုက်ပြီးတော့စုညံတန်တွေကိုဟန့်လိုက်တယ်ပြီးတော့ကြောက်တယ်မို့မှာဘာလုံးတွေအပြည့်ရေးပြီးလာပြချရမယ်တဲ့ကလေးတွေခဏငြိမ်သွားကြတယ်ကိုတို့အဖွဲ့လေးစကားတွေပြောနေကြတာပေါ့ ကိုမျိုးစီကိုကလေးတွေကတယောက်ပြီးတယောက်ကလုံးလာပြကြတယ်။ကိုမျိုးကအမှန်ချက်ပြီးလိုက်ရင်ပြန်ပြေးစော့ကစားသူကစားဝါလုံးဆက်ရည်သူရင်းနေမလို့ကိုတို့တငယ်ချင်းတွေစကားပြောခွင့်ရနေကြတယ်ပေါ့။ကလေးတယောက်ကတော့ကိုမျိုးကိုမေးတယ်။ဝါလုံးကဘလောက်ရေးရမှာလဲတဲ့။ကိုမျိုးကတထောင်ရေးกว่าတယ်။သူကတော့တထောင်ဆိုတဲ့ကင်းကနဲအရင်အတွက်ဟာသူငယ်တန်းចောင်းသားတယောက်ဖို့မရေးအတွက်နိုင်လောက်သေးတာမို့ပြောလိုက်တာပဲ။ ကလေးကသူ့ကြောက်တယ်မို့ထိုးပြပြီးအခုရေးခဲ့တာတွေဆရာရေးထားလိုက်ပါလေကိုမျိုးကစကားပြောနေရင်သူ့ကြောက်တယ်မို့တစ်ဖက်ကဝါလုံးတွေကိုရေးတွက်ပေးနေတယ်ပြီးတော့အမှန်ချစ်ပေးလိုက်တယ်ကလေးကသူ့ခုံနေရာကိုပြန်သွားပြီးဝါလုံးအစ်စ်တွေကြောက်တယ်မို့တစ်ဖက်ရေးလာပြန်တယ်ပြီးတော့လာပြတယ်ဆရာထပ်ရေးကြည့်ပေးထားပါလေစကားပြောနေရင်ကိုမျိုးငြိမ်သွားတယ်ပြီးတော့ကလေးက ခင်တထောင်ပြည့်အောင်ရေးပြီးငါစီလာမှတ်ခိုင်းမဲ့သဘောပဲမင်းတို့ပြန်ကြတော့ဟာကြောင်းပိတ်ရဲ့မှာငါမျိုးပေါ်တက်လာခင်နေတယ်ကိုတို့အဖွဲ့ကိုနှစ်ထုတ်လိုက်တော့တယ်နောက်တော့ကိုမျိုးဟာကန့်ကိုလက်လက်ထဲကကိုညံစိန်လိုဖြစ်ချင်လာတယ်အပြင်စားတွေအများကြီးဖတ်လာတယ်စာတင်ခြင်းဟာသူ့ပျော်ရွှင်ကြည်နူးရာလိုခံယူလာပြီးအမြဲတမ်းကြောက်ရွံ့ဖြစ်နေတာဝန်ထမ်းနေတော့တယ်ဆရာအောင်သိရဲ့ကန့်ကိုလက်လက်ကိုပြန်ဖတ်မိတိုင်းမှာ အကြည်ဓာတ်အပြည့်နဲ့နှစ်နှစ်လုံးလုံးပြုံးမိရတာပါပဲစာတင်တာအရေးကြီးတာမှတ်လို့ဗျာဘယ်အချိန်တင်တင်ရတဲ့ကိစ္စဒီအချိန်မှာကလေးတွေပျော်နေဖို့လိုပါလေတဲ့သူငယ်တန်းကလေးတွေကိုအယုတ်ပုံတွေဆွဲပြအန်တာတိန်မန့်လိုအမူအရာတွေနဲ့ပင်ပြပင်ပြပေးခဲ့တဲ့ဆရာလေးကိုညံစင်က80နှစ်လုံးများစီကလေးကပဲမိဘရင်ခွင်ကခွဲစားအချိန်ကျောင်းမှာမကြံခဲ့ခြင်းလို့ငိုတန်တဲ့ကလေးကို ထိန်းကြီးကလည်းရင်တထိတ်ထိတ်နဲ့လိုက်ပြုံးနေရတာပါပဲ။စင်နီယာကြနေတဲ့အတန်းတွေကကလေးတွေစီလှည့်ပြီးဟစ်ကောင်တွေမင်းတို့တွေ့တယ်မဟုတ်လား။ဒီကောင်တောင်းရောက်ပြီးဆိုကလေးကငိုနေတာအခုတထိမတိတ်ဘူးကွာ။ဒီကောင်ကအငိုတွေအများကြီးပါလာတယ်။သူတယောက်တည်းငိုနေလို့ကတော့ကုန်မှာမဟုတ်ဘူး။မင်းတို့တွေပါဝိုင်းပြီးငိုပေးလိုက်ကြစမ်းကွာ။ဒါမှသူ့အငိုတွေမြန်မြန်ကုန်ပါတယ်။ကျန်တဲ့ကလေးတွေကလည်းသဘောပေါက်လွယ်ပြီးတအီးအီးနဲ့ငိုချင်အောင်ဆောင်လိုက်ကြတာ တခန်းလုံးကြွက်ကြွက်ညံသွားပြီးဟိုကလေးလေးအငိုတိတ်ပါလေရောကိုညံစိန်ဟာဘာလုံးရေးချမယ်လို့စမတင်ပဲကလေးတွေနဲ့ဈေးသီးရောင်းနေကစားကြတယ်ဘဲဥလို့ရှည်မျောမျောဈေးသီးတချမ်းပဲဈေးသီးဟာချင်တဲ့လက်ဝဲရည်ရေးဆွဲရင်ဈေးသီးအပုတ်ပါတဲ့ဈေးသီးအချမ်းဈေးသီးအပုတ်တွေဆိုမဝယ်ပါဘူးတဲ့လက်ရည်ဈေးသီးဝိုင်းဝိုင်းလေးတွေကမှအချို့တဲ့ဒီလိုဈေးသီးမျိုးဝယ်ပါမယ်တဲ့ ကလေးတွေရဲ့အရွယ်အတိုင်းအတန်ထွက်တဲ့အမူအရာတွေနဲ့ကိုဉဏ်စိန်ဟာဘာလုံးရင်းနှီးတင်ပေးနေတာပါ။သင်ကြားခံနေရတယ်လို့မသိလိုက်ရပဲသင်ယူခွင့်ရလိုက်ကြတာပါပဲ။နောက်တော့ကလေးတွေရဲ့စိတ်ကိုပါစာအပြာတွေနဲ့သင်ကြားပေးတယ်။ကိုတို့စီမားကစာသင်ကြားခြင်းဆိုတာစာတော်ဖို့အမှတ်တွေအများကြီးရကြဖို့ပါပဲ။လိုင်းကောင်းရဖို့ဆိုတာအမှတ်အများကြီးရဖို့အပေါ်မှာမူတည်နေတာဘူး။ ဒီတော့တင်ရညွန်တန်းတွေကစတွေကိုဆရာတွေကလည်းကိုအောင်တင်မိဘတွေကလည်းဖြစ်စေခြင်းကလေးတွေကလည်းအာကုန်ဆောင်တဲ့မယိုးနိုင်တဲ့အကွက်သေးကမထွက်နိုင်ကြတော့ပါဘူးအခုခေတ်အဲ့လိုမဟုတ်တော့ပါဘူးခင်မီလာပါပြီအဲ့ဒီလူတွေဖြစ်မှာစိုးလို့အစိုးရအကြောင်းမှမထားတော့ပဲ international school တွေထားနေတာပါလို့ပြောလာကြပါမယ်ဘာသာစကားတစ်ခုကိုမှတ်ထွက်နေအောင်ပြောတတ်တယ်ဆိုရင်စာတော်တယ်လို့ထင်နေကြစေပါမယ် ဟာမျိုးဆက်ဟောင်းအစွဲမကျွတ်သေးတဲ့သဘောပါပဲ။တင် जा ပေးကြတဲ့ဆရာတွေကလည်းအဟောင်းပုံတဲ့ကထွက်လာကြသလိုမိဘဖြစ်လာကြသူတွေကလည်းအဟောင်းတန်းကဖြတ်ခဲ့ကြသူတွေကြီးဖြစ်နေလို့ပါပဲ။ကိုကလေးဟာဘာသာရဆိုင်ရာအမှတ်တွေမှာမကောင်းပေမဲ့တီထွင်ဖန်တီးလိုစိတ်နဲ့တွေးတောဆင်ခြင်နိုင်စွမ်းတော့ရှိနေပါတယ်လို့ဂုံယူပြောရတဲ့မိဘကအခုအချိန်ထိ လက်ချိုးရေပြတ်လို့ရနေတော့မှာပဲ။ ဘာသာစကားတစ်ခုကျွမ်းကျင်တက်မြောက်စွာပြောဆိုတတ်ခြင်းဟာလေတကယ်တော့စတတ်နေခြင်းမဟုတ်ပါဘူးဘာသာစကားတတ်နေခြင်းသာဖြစ်ပါလေဒါပေမဲ့လည်းဒါကိုခေတ်သစ်ပညာရေးပြောင်းလဲလာခြင်းလို့ထင်နေကြသူတွေကလည်းအများသာမလားဒီတော့အကျိုးဆက်ကဘာတွေဖြစ်ကုန်ကြလဲကြက်ကြစမ်းမြန်မာလူကြက်နေရကနေအင်္ဂလိပ်လူဂျပန်လူတရုတ်လူကိုရီးယားလူတွေပျောက်ပျောက်ပြီးကြက်ကြတာပေါ့ဘလောက်ထင်မြင်ကြက်ရတယ်လဲဆိုရင် ပြန်တန်းဝင်အရာရှိစံမေးပွဲ PSC ဆိုတဲ့စံမေးပွဲဖြေတာကိုနိုင်ငံတော်အကြီးအကဲတွေရဲ့မိကွန်းနှစ်လအတွင်းကမိကွန်းတွေကိုဣတီရွေမလွဲစက်ပြီးဖြေရတာနော်ကိုယ်တိုင်စက်ပြီးဖြေခဲ့ရတာပါဌာနတစ်ခုကိုအုပ်ချုပ်ရမယ်ထွေအုပ်ရှားသူရရှိမယ်သူကသူ့ပေတော်စင်ကြင်ရမပါပဲအလွတ်ချက်ခဲ့သမျှနဲ့ဘာဒီကိုများဖွင့်ဖြိုးတိုးတက်အောင်လုပ်နိုင်မယ်ထင်နေကြလဲမသိပါဘူး ပြင်သစ်မှာဆံမလုပ်နေတဲ့ကိုညီမလိုချင်ရတယ်ညီမတရားပြောမှုတာရှိတယ်။ American သမ္မတအိုဘားမားအီဂျစ်ကိုသွားတော့ကပြောခဲ့တဲ့ speech ကိုတေချာဖတ်ပြီး American အီဂျစ်နှစ်နိုင်ငံရဲ့စီးပွားရေးနဲ့တန်တမာဆက်ဆံရေးကိုဆွေးနွေးပါဆိုပြီးသူတို့နိုင်ငံရဲ့အတန်းတင်ဆက်မေးပွဲတွေမှာမေးလာတယ်။ဒီတော့အကြောင်းသားတွေကသူတို့လိလာထားကြတဲ့ကမ္ဘာနိုင်ငံရေးလူမှုရေးစီးပွားရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုအိုဘားမားရဲ့ speech နဲ့ချိတ်ဆက်ပြီးတော့ ဘာကြောင့်ဒီလိုပြောသွားတာဘာကြောင့်ဒီစကားသုံးသွားရလဲဘယ်နှစ်ခုနှစ်တုန်းကဘာတွေဖြစ်ခဲ့လို့သူကဘာကိုရည်ကြွနေဒီ speech ဟာနှစ်နိုင်ငံအကျိုးအမြတ်ဘယ်လိုရအောင်ဥတည်နေတယ်စသဖြင့်ကိုသိထားတဲ့ဘဝတုဒ္ဒရီကိုအခြေခံပြီးကိုယ့်ရဲ့ထင်မြင်ချက်တွေကိုစာမျက်နှာ၄၅မျက်နှာရအောင်ရေးပြချရတယ်ဘလောက်ပေါင်ကျလိုက်တဲ့စံမေးပွဲပါလဲအဲ့လိုကလေးတွေကဆရာနေရာရောက်လာတဲ့အခါ သူ့တပည့်တွေကိုမထောင်မနှမ်းအပြုအမူဇလုံးပလုံးအတွေးခေါ်ပြီးလက်ဆင့်မကန်တော့ပါဘူးအဲ့လိုကလေးတွေကမိဘဖြစ်လာကြတဲ့အခါသူတို့သားသမီးတွေကိုရွှေရည်စိတ်ကော့ကျွတ်ကျွတ်စုတစိတ်တွေမမမောတတ်တော့ပါဘူးအာကုံဆောင်နှုတ်တိုင်ရွတ်တွေမစီခိုင်းတော့ပါဘူးအနည်းချုပ်ပြောရရင်တော့အခုလက်ရှိကိုယ်နိုင်ငံအနေထားအရပညာတက်ချင်းစာတက်ချင်းတွေကိုခဏမေ့ထားရမယ်ဘဝဝေဖန်သုံးသပ်နိုင်စွမ်းဆိုတာကလည်းဝီယောဒီတွေဖြစ်လို့ ိုကဘယ်နေရာမှာရှိနေရှိနေငါဘာလဲဆိုတာပြဖို့ပညာမပါရင်တော့မာနာလေးတော့ရှိတဲ့နေထင်တာပဲအထူးသဖြင့်ဆရာဆရာမတွေပါပဲငါကဒီလိုဆရာဒီလိုဆရာမမျိုးဆိုတာနောက်တစ်ချိန်ပြန်ပြောနိုင်ရအောင်လို့ပါမျော်မိတာကတော့ကိုညံစိန်လိုဆရာလိုပါပဲတွေ့နေရတာကတော့မမဆောင်ကဆရာခေါ်ရမယ်သူဖြစ်နေတာပါပဲဘဝကသိတယ်လို့လို့မသိတယ်လို့လို့ပါပဲဒါလေးကဒီနေ့ဖတ်ပြတဲ့ ဝဉဏ်စိန်တွေတွေ့ပြရစေဆိုတဲ့ဆောင်းပါးလေးပဲဖြစ်ပါတယ်။အပတ်စဉ်ဒီလိုဖတ်ပြပေးနေမှာဖြစ်ပါတယ်။ထို့အတူပါပဲကျမရဲ့တနင်္ဂနွေနေ့တိုင်းဖတ်ပြတဲ့အစီအစဉ်လေးကိုစောင့်မျှော်နားထောင်ပေးနေတဲ့စာနာထောင်သူကျမမိတ်ဆွေတွေကိုကျေးဇူးထူးတင်ပါတယ်။နောက်တစ်ပတ်ဒီမှာလည်းဘာတွေဖတ်ပြမလဲဆိုတာစောင့်မျှော်နားထောင်ရင်းနဲ့ကျန်တဲ့ YouTube channel လေးကို like and share and subscribe လုပ်ပေးခြင်းဖြင့်အားပေးကြပါအောင်လို့တောင်းဆိုပါရစေ။အားလုံးကိုကျေးဇူးတင်ပါတယ်။